ကျွန်တော်စားတင်သွားတယ်တမီဝီတော့ပင်တရားကိုသွားနေတဲ့လမ်းမှာပဲဖြစ်ပါတယ်ပင်တရားမရောက်ခင်ပွေးလာမြို့မှာ ကျွန်တော်အရန်ကြိုက်တဲ့ပွေးလာတင်မောတီတုတ်ကိုရောက်အောင်သွားစားခဲ့ပါတယ်တင်မောတီတုတ်ကကျွန်တော်တို့ရန်ကုန်မှာလို့စီချက်ကိုစက်တော်အနေနဲ့မဟုတ်ဘဲနဲ့ဂျူးမြင့်နဲ့စီချက်ချက်ပါတယ် တနေ့လုံးဆိုလို့ရှိရင်အခုလိုဆာလာအေဂျီနဲ့တနေ့လုံးကုန်လာတဲ့အထိရောင်းကောင်းတဲ့ပွေးလာတင်မောသီတုပ်ပဲဖြစ်ပါတယ်။ငရုတ်သီးကြော်ရဲ့မကြီးရဲ့ရဲ့စားရဲ့ကိုတင်မောသီတဲထည့်ပြီးတော့အရင်နေတယ်။အားလုံးနှက်ဆက်သွားပြီဆိုတော့မှပဲပုတ်အမုတ်ပဲပုတ်ကိုမိခင်မိထောင်းလာတာရဲ့ဂျူးမြစ်စီချက်ရဲ့ဂျူးမြစ်စီချက် ပြီးတော့ပဲရင်းကိုပြုတ်ထားတဲ့ဟာထည့်ပြီးတော့တခါမှုေပဲပါတယ်ဒီလိုမျိုး အရသာအဆက်နေအောင်တုတ်ထားပေးတဲ့ဘနော့အကြိုက်ပဲဖြစ်ပါတယ်ဒါလက်မလဲဘူးနော်အနေအစောပြန်အဲ့လက်မဲ့ဝယ်နေရောအစောပြန်လို့ဆိုင်အိမ်ဝယ်နေဩအစောပြန်ရင်အိမ်မလာဝယ်စောပြန်အိမ်မလာဝယ်ဘယ်ရမှာမလဲလိုက်လေလို့ရတယ် 您追吗了？追完了。哎，那要是开追呀，你叫我追吗？那啥情况？တကယ်လို့ပင်တရားဘက်ကိုသွားခဲ့လို့ရှိရင်ဒီပေးပွေးလာတင်မောတီတုတ်ကိုမဖြစ်မနေမီစမ်းကြည့်ဖို့ကျွန်တော်ကအကြံပေးတိုက်တွန်းချင်ပါတယ်။မနေတိုင်းလုံးလို့အိတ်ဆိုင်မှာပဲဒုတ်တောင်ပြီးတော့ဒုတ်နဲ့စမ်းစားကြည့်ရပေါ့နော်။ပွေးလာတင်မောတီတုတ်ကတခါစားပြီးွားလို့ရှိရင်မရက်ချင်လောက်အောင်ထပ်ခါထပ်ခါထပ်စားခြင်းနဲ့ အရာတာမျိုးပါကျွန်တော်တို့လိုမျိုးအချိန်ခံဆက်တိုက်သူတွေအတွက်အကြိုက်တွေ့စေမဲ့တင်မောသီးတုပ်ပဲဖြစ်ပါတယ်ဟုတ်အချိန်သေးမှလာတဲ့အချိန်သေးမှလာမတဲ့တော့အနေအဆင်ပြေအဆင်ပြေအေးသူကနိုင်ငံသားလာလေသူကနိုင်ငံသားဗမာလိုမတက်အောင်မမတက်ဝင်နေလို့နည်းနည်းပဲရပွေလာတင်မော်ဒီတော့တုံးတုပ်ွယ်ခဲ့ပြီးတော့ကျွန်တော်တို့ ပင်တရားကိုမရောက်ခင်ကားပေါ်မှာတည်းကျွန်တော်တယောက်တည်းတထုပ်စားလိုက်ပါလေရောခင်ဗျာ။ပွေလာတင်မောစီတုတ်ကိုကောင်းကောင်းလေးစားပြီးကျွန်တော်တို့ပင်တရားမျိုးကိုရောက်ခရီးခဲ့ပါတယ်။ပင်တရားကိုရောက်နေပါလေ။ခမင်းသာစားတာပါ။ ဒီပင်တရားကားနေပြန်ဝါလို့ရှိရင်တော့ရန်ကုန်မှာ Thai Festival in Yangon 2025ပွဲကြီးကိုတွားတက်ဖို့ရှိပါတယ်။မနစ်က2024မှာလည်းကျွန်တော်ကတွားရောက်ခဲ့တယ်။အဲ့တော့မနစ်ကနဲ့ဒီနှစ်ဘာတွေထူးခြားွားလဲဆိုရဲဒါကိုကျွန်တော်ပြောပြချင်ပါတယ်။ဒီ Thai ပွဲတော်ကြီးက2024မှာတစ်ကြိမ်2025မှာတစ်ကြိမ်ပြုလုပ်ခဲ့တာအခုဆိုလို့ရှိရင်နှစ်ကြိမ်ရှိသွားပြီ။မြန်မာနိုင်ငံမှာအကြီးဆုံးနဲ့ဒီ Thai အစားအစာတွေ Thai product တွေကိုအစုံလင်ရတဲ့ပွဲတော်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီပွဲမှာ Thai ရအစားအစာတွေ Thai ရ product တွေကို တစ်ခါတည်းမြင်တွေ့ပြီးတော့ဝယ်ယူမိဆက်နိုင်မယ်အဲ့ဒီပြင်ကိုကျွန်တော်ကထိုင်းရ chef တွေနဲ့တူတူထိုင်းအစားစာတွေကိုတူတူချက်ပြုတ်ပြင်ဆင်ပြီးတော့ဒီ cooking show လေးတစ်ခုလည်းလုပ်မယ်နောက်တစ်ခုက the poster challenge မြန်မာပေါ့နော်အဲ့ဒါက season 2ကိုဒီနှစ်မှာပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံကနာမည်ကြီးမင်းသားတွေအဆိုတော်တွေနောက်ကျွန်တော်တို့သိတဲ့ ubon အဲဒီအဲ့ဒီအပြင်ကိုထိုင်းရတခြားအဆိုတော်တွေကလည်းလာပြီးတော့ judge လုပ်မယ်ပြီးတော့ထိုင်းက အကအလှတွေနဲ့လည်းဖြောပြီးမယ်ပြီးတော့သုံးတောင်းဖို့ဝယ်ယူတဲ့သူတွေကိုကတ်ဆမ်မဲ့ကူပိုနဲ့ပေးပြီးတော့ lucky draw ကြီးလည်းနှိုက်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ time ဝယ်ယူကိုအခုလာမဲ့ဂျွန်လာ21 22ရက်နေ့မှာပြုလုပ်သွားမှာဖြစ်ပါတယ်မနက်9:55ကနေပြီးတော့ညနေ6:00အထိကျင်းပသွားမှာပဲဖြစ်ပါတယ်နေရာကတော့ပြည်လမ်းမှာရှိတဲ့ Novotel Hotel မှာပဲဖြစ်ပါတယ် Novotel Hotel ကတော့ပြည်လမ်းမကြီးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ bus နဲ့ပဲဖြစ်ဖြစ် taxi နဲ့ပဲဖြစ်ဖြစ်လွယ်လင်းတကူလာနိုင်မှာဖြစ်ပါတယ်ပွဲကိုစောစောလေးလာပြီးတော့လူသိပ်မများသေးတဲ့အချိန်မှာ တကယ်ဒီထိုင်းစားစားတွေထိုင်းရိုးရာယဉ်ကျေးမှုတွေထိုင်းအကလှတွေကိုကျွန်တော်တို့အတူတူကြည့်လိုက်အောင်ပေါ့ထိုင်းအသီးတွေမနစ်ကဆိုကျွန်တော်ဒူးဝင်းသီးအောင်စားခဲ့ရတယ်အဲ့တော့ဒီနှစ်ဆိုလဲထိုင်းမှနာမည်ကြီးတဲ့ဒူးဝင်းသီးတွေနောက်ကြက်မောက်သီးတွေမင်းကုတ်သီးတွေနောက်တရက်သီးတွေအဲ့ဒါတွေလည်းစားလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထိုင်းဖက်စတီဗယ်ပွဲကြီးကိုတယောက်တစ်ပဲလာလာတငယ်ချင်းနဲ့ပဲလာလာရီးသားနဲ့ပဲလာလာ တူတူပျော်ပျော်ပါးပါလာရောက်လက်ပတ်ရင်းနဲ့ထိုင်းစားစာတွေကိုတူတူမြေဆန်းကြည့်အောင်ခင်ဗျာအဲ့တော့အခုလာမယ့်21 22 Novotel Hotel Max မှာမနက်9:50ကနေပြီးတော့ညနေ6:00အထိ Time Festival in Yangon 2025ပွဲမှာလာရောက်ဖို့ကျွန်တော်ကဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဒီကပြန်လို့ရှိရင်တူတူအိတ်ပွဲမှာတွေ့ကြမယ်နော်ဘာဘာချက်လဲကောင်းပါကောင်းပါ ။ဘာရဲ့စကေးတွေကိုလာခိုးတာပါ။ပင်တရားမျိုးကိုရောက်လာရခြင်းကြီးပဲချက်ကတော့ကျွန်တော်တို့ဒီထီမီကွီယုံကယုံသားတယောက်ရဲ့အိမ်ကိုလာရောက်လည်ပတ်ဖို့ခေါ်ရင်းနဲ့အလုပ်ကိစ္စလည်းကြုံရင်းနဲ့တခါလဲသူ့အိမ်မှာသမင်းသွားရောက်ပြီးတော့ဖလာသွားကြိတ်ကြရပေါ့ခင်ဗျာ။သူ့ရဲ့အဖေကတော့ကျွန်တော်တို့ရန်ကုန်သားတွေအတွက်ဆိုပြီးတော့ချက်ကုန်းပေါင်ကိုကြကြနနကြောပေးနေပါလေ။ဒီပါကတော့ ပင်တရားမျိုးမှာဆိုလို့ရှိရင်စဖို့မှုတယောက်လိုဖြစ်ပြီးတော့တကယ်ပွဲကြီးတွေကိုကြော်လော်ချက်ပြုတ်ပေးနေတဲ့အဖပဲဖြစ်ပါတယ်။ဟုတ်ပါလား။အမေပဲချက်အမေပဲချက်ဒီနေ့နေ့လယ်စာကတော့ငပိရေခရမ်းကျင်သီးထောင်မြေပဲချက်ရေမြေပဲကျော်အရွက်ကျော်အောင်နှဲ့အောင်ဒါပါပဲ ဒါကတော့ဖေုံညို့အရင်ကပဲဖြစ်ပါလေ။ညုတ်ဒီနေနေပဲနဲ့ဒီပဲကြောင်ထွန်းဟောမြုတ်ဒီရဲ့ဒီပဲထွန်းတော့လေးကြီးအသားကြီးငါးကြီးမပါပဲနဲ့အခုလိုအရွက်စုံလေးကို ချက်ထားတာအရန်ကိုစားမြင်ခဲ့ပါတယ်။ဒါကတော့ကျွန်တော်လာမယ်ဆိုလို့ကျွန်တော်စိတ်ကြိုက်ငပိရေကိုဒွေကန်ဖြော်ထားပေးတာပေါ့ခင်ဗျာ။မုံလာပင်ပေါက်အရွက်လေးတွေကိုတို့စရာလုပ်ပါလေ။ထမင်းနဲ့ငပိရီကိုတေချာနေပြီးတော့တိုးစရာနဲ့စားလိုက်တာထမင်းတစ်ပက်ကတဝက်ကျိုးသွားပါလေရောခင်ဗျာ။ တိုးစရာလည်းမပြီးရင်လည်းတော်တော်ကောင်းတယ်။ဒါနဲ့မဖြစ်မနေဒီရောက်လို့ရှိရင်စားရမယ့်ဟင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ပင်တရားကချက်တဲ့မြေပဲချက်ပဲဖြစ်ပါတယ်။မြေပဲချက်ကကောင်းမင်းတော့ဖားကြည့်လိုက်အများကောင်းမြေပဲချက်ကျွန်တော်အညာသေးသားမှာတော့ဒီမြေပဲချက်ကို အစိလိုက်လေးတွေနဲ့ချက်ထားတာစားဘူးပါတယ်။အခုလို့ဒီရှမ်းပြည်ဘက်ကပင်တရားဘက်ကချက်တဲ့မြေပဲချက်က ချိုချိုလေးနဲ့ဟင်းအနှစ်ကအရန်ကိုစားလို့ကောင်းပါတယ်ဂေါ်ဘီကိုလည်းမြေပဲများများလေးနဲ့တုတ်ထားတာလေအရန်ကိုစားကောင်းလွန်ခဲ့ပါတယ်ဟုတ်ရရဲ့မှာမှာမှာအင်းရှင်အန်ဒီကြီးတွေအမကြီးတွေကကျွန်တော်ကိုထမင်းထပ်ယူဖို့ပြောနေလို့ကျွန်တော်ကအာနာပါနာနဲ့အင်းကြီးကနှစ်ဘက်ကဆွဲလိုက်ပါတယ်ဒီမြေပဲချက်တစ်မျိုးတည်းနဲ့ထမင်းကိုကောင်းကောင်းလေးနဲ့ပြီးလို့ရှိရင်တိုးစရာတို့ဂျင်းဖက်လေးတွေနဲ့တိုးစားလိုက်ရအရန်ကိုလိုက်ဖက်လွန်လာပါတယ် ခဲန်းကျင်သီးတုပ်ဆိုရင်လည်းမြေဘဲလေးနဲ့တုပ်ထားတာမွေးနေတာပဲခင်ဗျာထမင်းတစ်ပတ်ကံဘလို့ကုံဝါမှန်းမသိလို့နောက်ထပ်တစ်ပတ်ကံထက်စားလိုက်ပါလေကောင်းပါပါမကြည်ပဲတဲ့ထောင်းနေတာလို့ရောက်တာအမအညာထက်တဲ့မြေဘဲတက်တာအဲ့လိုမဟုတ်ဘူးသူကအစီလေးဖြစ်တယ်ဟုတ်အစီထွက်တာဟုတ်ဒီတပကံကတော့မြေပဲချက်မြများလေးရွှဲရွှဲလေးစမ်းပြီးနေစားမယ်ပေါ့မြေပဲချက်ကိုတိုးစရာအစုံလင်းနဲ့စားပြီးတဲ့အချိန်မှာတော့ကျွန်တော်ဖိုက်ကားသွားပြီပေါ့နော်ဒါပေမဲ့ စားဖို့တောက်ဖို့နောက်ထပ်အများကြီးကြံပါသေးတယ်။လက်ဖက်လက်ဖက်လက်ဖက်အညို့တွေကိုဘူးထဲမှာ စီနဲ့ကြက်သွုံပြူနိုင်နိုင်နဲ့စိမ့်ထားတာကိုတခြားအကြော်တွေနဲ့မစားဘဲနဲ့မြေပဲကြော်တီးတက်နဲ့စားတဲ့ဓလေ့ကိုလည်းစားခဲ့ပါတယ်။အရန်ကိုစားကောင်းပါတယ်။ကောင်းပါလား။ပြီးတော့ဒုံကောက်ကြော်လေးလည်းကျွန်တော်စားခဲ့တယ်။ဒါကတော့ဂျူးဖူးနဲ့ထုတ်ထားတဲ့ဟင်းထုတ်ပဲဖြစ်ပါတယ်။ ူကကိုနူးနူးညံ့ဟောဂျူမူနဲ့ဟိုမှာကလောကကျက်တော်မိတ်နဲ့ဒါဂျူမူနဲ့အဲ့ဒါတော့ထိုးနေတာဂျူမူနဲ့ဒီဂျူဘူးဟင်းထုတ်ရဲ့အရာသာက အရန်ကိုထိုးကြပါတယ်နူးညံ့ပြီးတော့ချိုချိုလေးနဲ့စားလို့အရန်ကောင်းပါတယ်အရန်ပြည့်အင်းလေး မြို့သီးကျော်ကိုမီးဆန်းကြီးခိုင်းတာပဲဖြစ်ပါတယ်။နောက်ထပ်နေများမှာကလောမှာဘာရီစားကလေးဆိုတာကိုတင်ပေးပါအောင်မယ်။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။